ကြာလာပြည်သားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကြာလာပြည်သားသမီးများအတွက်ပတ်စဉ်တောက်ကြနေတဲ့နေ့ညနေ6:00နာရီမှာပုံမှန်ရိုက်ကူးပြီးတော့တင်ပြနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တဲတော်ဟောသံဖြစ်ပါပြီးခဲ့တဲ့ပတ်တွေတုန်းကတော့ကျွန်တော်အနေနဲ့မားမလန်နိုင်အောင်ဆီလာတဲ့အတွက်အဲမတင်ပြဘူးပေါ့နော်ဒီဘက်မှာတော့မရရအောင်ရိုက်ကူးပြီးတော့တင်ပြခြင်းဖြစ်ပါတယ်ဟုတ်ရမ်းစီစဉ်လေးမစားတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရိုမင်္ဂလာချမ်းနေပြီးတော့ ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါခြင်းပါတယ်နံပါတ်၄ကကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုဖုန်းတုံးနဲ့လွဲပြီးတော့ချမ်းရဲ့ရက်ဒီမှာ PMC ဖွင့်ပေးနေပါတယ်အဲတော့ယူရောမင်္ဂလာချမ်းမြည်သူမဆိုလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရရာတွေခြေနိုင်တာပေါ့နော်အာကျွန်တော်တို့ရေရရာကြီးပါးကြီးညာကြီးမရှိပါဘူးမြေတာတက်တက်စေရနာတက်တက်နဲ့အခမဲ့ရေရရာချီပေးတဲ့ရေရရာအောင်မြေပဲဖြစ်ပါလေအခုကတော့ကျွန်တော်တို့ တချို့သောသူတွေဟာကျွန်တော်တို့ယူရောမင်္ဂလာချံကိုမလာရောက်နိုင်ပါဘူး။ရဝေးရလူတွေကြီးတယ်၊နိုင်ငံသားလူတွေကြီးတယ်အเจ้าမျိုးနဲ့မလာရောက်နိုင်တဲ့သူတွေဆိုရင်အွန်လိုင်းကနေပြီးတော့ဆက်သွယ်ပြီးတော့ဗေဒီမေးမြန်းလို့ရပါတယ်။ဒီကတော့ Viber နေမိတာပေါ့နော်။ကျွန်တော် Viber နံပါတ်လေးပြောပါမယ်။39692395လုံးခုနှစ်ကဲ39692009အဲ့ဒီနံပါတ်နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့ပြည်ရင်မေးလို့ရပါတယ် ချက်ချင်းတော့ကျွန်တော်တို့မရဘူးပေါ့နော်အနည်းဆုံး3ရက်ကနေ5ရက်အတွင်းကျွန်တော်ဟောစကန်လေးတွေရေးပြီးတော့ပြန်ပို့ပေးပါတယ်ကိုအရေးကြီးတဲ့မိခွန်းတွေဆိုရင်လည်းကျွန်တော်ပြန်ပြေးပေးပါတယ်နောက်တချို့အဆောင်ရည်ရာစီရင်နေအလိုရှိတဲ့သူတွေဆိုရင်လည်းကျွန်တော်စီရင်ပြီးတော့ပေးပို့ပေးပါတယ်နော်အဲ့တော့ online ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်နောက်ကျွန်တော်တို့အများအားဖြင့်ပြောနေကြဖြစ်တဲ့အဆောင်ရည်ရာပစ္စည်းလေးတွေပေါ့အကြိမ်မင်းတင်ကရဲ့ကြီးပရောက်ပတိတို့ ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိမ့်ကြီးအဆောင်လက်ပတ်လေးတွေနောက်အင်းစမဖျောင်းနိုင်လေးတွေဒိုးကလေးတွေရောင်မအစစီပြန်အကုန်လေးကိုဆက်သွယ်မှာယူနိုင်ပါတယ်ကိုယ်တိုင်ဗေဒင် သင်ကျင်တဲ့လောကီပညာအတပညာတွေကိုသင်ကျင်တဲ့တက်မြောက်ကျင်တဲ့ဆိုရင်လဲအာကျွန်တော်တို့ယူရိုမင်္ဂလာချမ်းရဲ့လစဉ်လာတိုင်းတရက်နေ့တိုင်းဖွင့်တာပေါ့နော်အင်္ဂလိပ်လာသံတရက်နေ့တိုင်းဖွင့်တယ်အခြေခံအဆင့်၈ရက်တင်တန်းကိုမြည်သူတို့လာတက်နိုင်ပါတယ် တင်နန်းကြီးပေးကြရမလို့ပါဘူးအခမဲ့တင်နန်းဖြစ်ပါတယ်စရိတ်ငိမ့်ပါနော်စာဝတ်နေရစာတာဝန်ယူပါတယ်အဲ့တော့ကြာသာပရိသတ်သမီးတွေတွေဟောသဏ္ဍာန်လေးစပါမယ်ကြာသာပရိသတ်သမီးတွေရဲ့ကံတရားမှာကြာသာပရိသတ်သမီးတွေတွေကံသာတာမှာထူးကြတာတော့ခွဲပလာ၃လုံးကိုကိုင်းမြောက်တယ်အောင်ပွဲကံတဲ့နမိတ်ဖြစ်တယ် တော့ဂျာလာပရိသသမီးတွေကဒီကလာမှာစက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းစပ်လုပ်ငန်းတွေလုပ်ကိုင်းဆောင်ရွက်ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒူးကောင်းတယောက်ကောင်းလုပ်ကိုင်းဆောင်ရွက်ခြင်းတဲ့အသင်းဖွဲ့တွေအပေါင်းအသင်းတွေတငယ်ချင်းတွေမိသားစုဝင်တွေနဲ့တိုင်တိုင်ပင်ပင်နဲ့ဆွေးနွေးညှိနှိုင်းပြီးတော့အောင်မြင်အောင်လုပ်ကိုင်းတင့်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။လူတိုင်းမှာဆိုရင်လည်းကိုယ်အတိုင်းမဲ့ဝိုင်းမဲ့ကုညီဆောင်ကြောင်းမဲ့လူတွေပေါများတတ်ပါတယ်။ လောထဲမှာဆိုရင်လည်းတိုင်းမဲ့ဝိုင်းမဲ့ကုညီဆောင်ကြောက်ပေးမဲ့သူတွေကျုံတတ်တယ်။စတုကျေရာလုပ်ငန်းတွေနဲ့အချိုးအမြတ်တွေရတတ်တယ်။တရလူကြီးတွေဆရာသမားတွေလုံးဘော်ကိုင်းဘက်တွေရဲ့ကုညီပံဖို့ပေးမှုအပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်တယ်။စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်လုပ်ကိုလုပ်တင်ပါတယ်။လုပ်တဲ့အတွက်လည်းအောင်မြင်မှုအပြည့်အဝရနိုင်ပါတယ်။ ဒါတော့အလုံးနဲ့ပတ်သက်တဲ့ကံပေါ့နော်။နံပါတ်၄ကဆွေမျိုးသားချင်းပေါ့။ဆွေမျိုးသားချင်းနေရာလဲဘဝအတွက်အရေးကြီးတဲ့အခန်းကဏ္ဍပါပဲ။ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံသာဓမာကြတော့ပူပန်သောကဆိုတဲ့ကံတရားပါ။အဲတော့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်သောကဂျုံရတတ်တယ်။ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်။ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ကျမ်းမာရေးအသက်ကြီးတဲ့ဆွေမျိုးသားချင်းတွေပါလို့ရှိရင်ဆုံးမသွားတာမျိုးတွေဖြစ်တတ်တယ်ဒီ။ ကျမရေနည်းနည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အကြောင်းမျိုးမျိုးနဲ့ကိုချစ်ခင်တဲ့ဆွေမျိုးသားချင်းတွေနဲ့ကွဲကွာရတာတွေခွဲခွာရတာမျိုးတွေကြုံရတတ်ပါတယ်။နံပါတ်3ကတော့လူမှုရေးပေါ့။လူမှုရေးနဲ့ပတ်သက်ရင်တော့ဓာတ်နဲ့လက်နမိတ်ကြတယ်။ဓာတ်နဲ့လက်နမိတ်ကဘာကိုပြောတင်လဲဆိုတော့လူယုံနေပါလေဒုက္ခပေးတတ်တယ်။နောက်မေးတွေပေါင်းတဲ့အကြောင်းကိုမှစိတ်တော့ကရောက်အပ်တတ်တယ် မိတ်ဆွေပေါင်းသင်နေတဲ့မှာအတူအောင်နေပါနေတာမျိုးတွေဖြစ်တာလေဗောနော်ကိုယုံကြည်ရတဲ့လျှို့ဝှက်ချက်တွေကိုအဲ့ဒီမိတ်ဆွေပေါင်းသင်တကယ်ချင်းနေရအာလှုပ်လို့ဗောနော်မကောင်းသတင်းပြန့်တာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်ကိုကယုံကြည်စိတ်ကြပြီးတော့ပေါင်းသင်ဆက်ဆံရတဲ့မိတ်ဆွေပေါင်းသင်တကယ်ချင်းနေရတဲ့အတူအောင်နေဖြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာတော့တော်တော်လေးကောင်းပါတယ်ခွဲပလား 6လုံးနမိတ်ခွဲပလား6လုံးဆိုတာပန်းပွင့်နေပွင့်နေတယ်ခွဲပလားတွေကိုရတဲ့ပေကန်းနဲ့ကန္တာတာနမိတ်ဖြစ်ပါတယ်ငွေကြေးကံကြမ္မာပွင့်လန်းနေပေါ့နော်အဖက်ဘက်ကနေအစဉ်ပြေခြင်းတွေရှိတယ်ကံကောင်းခြင်းတွေရှိတယ်စိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေရှိတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့အစစအရအစဉ်ပြေမဲ့ကံတာတာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့ပဒံကိစ္စနဲ့ပတ်သက်ပြီးတော့ပူပန်သောကကြုံနေတဲ့ပူပန်သောကရှိတယ်ဆိုရင်တော့မပူနဲ့လို့ပဲပြောမှာဖြစ်ပါတယ် ။ဒါကျမ်းမာရေးပေါ့နော်။ကျမ်းမာရေးကတော့တော်တော်လေးကောင်းမွန်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမ်းမာရေးစိုးစိုးရွားရွားညံ့ခိုက်တွေတည်တည်မမညံ့ခိုက်တွေလုံးဝမရှိပါဘူးနော်။တို့ကပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေသင်တန်းကိစ္စတွေမှာကြတော့သာသာပရိသတ်သမီးတွေမှာစိတ်ကုံခြင်းတို့ညင်းငွေခြင်းတို့ကြောခိုင်းခြင်းတို့အဲ့လိုနှမိတ်မျိုးဖြစ်နေတယ်။အဲ့တော့ပညာသင်နေရင်သင်တန်းတက်နေရင်လည်းအဲ့ဒီပညာကိုအဲ့ဒီသင်တန်းကိုစိတ်မပါလက်မပါအလိုမျိုးလေးတွေဖြစ်လာတတ်တယ်။ တင်နှံတက်ခြင်းသိတ်တွေကုန်ခန်းသွားတာမျိုးတွေဖြစ်တတ်တယ်။နောက်ချင်းတော့နဲ့ပတ်သက်ရင်တော့ကျသာပရိသတ်သမီးတွေအတွက်မတော်တော်လေးညံ့တယ်လို့ပြောမှာဖြစ်ပါတယ်။ဘာလို့လို့လို့မှမသိဖြစ်နေတတ်တယ်လမ်းပြောင်းနေတတ်တယ်အခြေအနေအကြီးစားတွေမှာရှစ်တိုးရခဲနောက်ဆုံးရခဲတဲ့အခြေအနေမျိုးတွေဂျုံနေရတတ်တယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ခရင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အဲ့တော့ကောင်းတာတွေကတော့စီးပွားရေးရဲ့အလုပ်ကိုင်းတွေအကျန်းတီတွေစိတ်ကူးတွေကောင်းတယ်ငွေကြေးနဲ့ပတ်သက်တာတွေကောင်းတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာတွေကောင်းပါတယ်အဲနည်းနည်းလေးညံ့တဲ့အရာတော့လူမှုရေးတို့ဆွေမျိုးသားချင်းတို့မိတ်ဆွေအပေါင်းအသင်းတို့အချင်းအနှောင်းတွေနဲ့ပတ်သက်ရင်နည်းနည်းလေးအခက်အခဲတွေကြုံရတတ်တာပေါ့နော်အဲ့တော့ဂျာတာပရိသတ်သမီးတွေတွေအကျိုးပေးတဲ့ကံစားတာလေးတွေပြောပြပါမယ်အယောင်လေးတွေကတော့နံပါတ်၁ကအစိမ်းရောင် ံပါတ်1ကတဲ့အနီရောင်ကောင်းပါလေ။နောက်အကျိုးပေးတဲ့ lucky ကနန်းပေါ့အဲ့ဒါတော့၄နဲ့1နဲ့ကောင်းပါလေ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်ရည်နဲ့အုံသီးနဲ့နော်ကလူပူဇော်ပြီးတော့ဆုတောင်းပါအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိသေးမှဖြစ်ပါတယ်။ ဒါလို့ကျွန်တော်တို့ဂျာသာပတိသားသမီးတွေအတွက်တပတ်တာကာလမှာပြေကျော်မကန်းမဆုကောင်းများအတွက်ဒုက္ခကြေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်လေးတွေနဲ့ဖတ်ကြားပေးတာဖြစ်ပါတယ်တော့ယူရောမင်္ဂလာချံကဗုဒ္ဓဦးနေရလွယ်ပြီးမြည်သူမှုဆိုလွတ်လွတ်လပ်လာရောက်ပြီးတော့ရေရာချေနိုင်ပါလေ။နောက်သင်တန်းတက်တဲ့သူတွေဆိုရင်တော့လရင်တရက်နေ့ရနေပြီးတော့ဆယ်နေ့တွေရှစ်ရက်တာအခြေခံအဆင့်ဘေးရင်သင်တန်းနေရှိပါလေ။မြည်သူမှုဆိုလာတက်နိုင်ပါလေပေါ့နော်။ တော့သင်တန်းကာလတော့ရှေ့ရကြမယ်သင်တန်းကြီးပါစီညာကြီးတပြားချင်မှပြေးကြမလို့ပါဘူးအခမဲ့သင်ပေးတဲ့သင်တန်းတွေဖြစ်ပါတယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကြမ်းမှာစိတ်ချမ်းသာ လူရဆန္ဒပြေပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လိုက်လဲလဲစူတောင်းမြတ်တာပို့တာလိုက်ပါတယ်